မမကွဲ95မျိုးတဲနဲ့မမကွဲလုံငန်းတကယ်လဲပတ်လို့ရမလားမမကွဲတွေထောင်တောင်းကြီးဝယ်ထားပြီးတော့မရောရပဲနဲ့ပုံထိုင်ခံနေရတဲ့လုပ်ငန်းရှင်တွေခင်ဗျားတို့တွေ့ဘူးလို့ဒါကမမကွဲနဲ့ပတ်သက်ပြီးတော့ data အချက်အလက်မရှိလို့ system တိဆောက်မထားလို့အဲ့လိုဖြစ်ကြရတာကိုမော်ဒယ်တွေထောင်နဲ့ကြီးရှိနေပြီမယ်လို့ဒီမမကွဲတစ်မျိုးဆိုရင်မော်ဒယ်300ကျော်ကတ်လို့ရတယ်သို့တော်လည်းပဲမမကွဲတွေမှာအဲ့လိုစိတ်ဆိုင်တွေတည်နေရုံနဲ့အလုံးမဖြစ်ဘူးမမကွဲစိတ်ဆိုင်ဆိုတာကမမကွဲတွေရဲ့ brand တွေပေါ်မှာမူတည်နေတာမမကွဲ brand မတူတာနဲ့စိတ်ဆိုင်အုပ်စုတွေလည်းမတူတော့ဘူးကျွန်တော်ကအဲ့တွေ့ရှိချက်တွေကိုအခြေခံပြီးတော့မှပုံ ကျင့်စဉ်တစ်ခုကိုကျွန်တော်ရည်ရွယ်ထားတယ်။မှမကွဲစိုက်မကိုက်တဲ့ပြဿနာတွေ၊မှမကွဲစိုက်မသိလို့တောင်ရှာမြောက်ရှာနဲ့အချိန်ကုန်ကန်လိုက်တိုင်းနေကြတဲ့ပြဿနာတွေအကုန်လုံးကိုကျွန်တော်ရဲ့ code system ကဖြည့်ဆည်းပေးထားပြီးသား။မှမကွဲတွေရဲ့ပုံသဏ္ဍာန်အချိုးအစားနဲ့ site တွေကိုပုံနံပါတ်တွေအဖြစ်ကျွန်တော်ကသတ်မှတ်လိုက်တယ်။ဆိုပါတော့ဗျာ code number 12နဲ့တက်ပေးဖို့တမရာကြီးတဲ့အခါမှာနည်းနည်းလေးတူနေတယ်ထင်ရင် code number 73နဲ့တက်ပေးလို့ရတယ်။အဲ့လိုပဲ code number 73နဲ့တက်ပေးဖို့ဆိုတော့ကျွန်တော်ကပထမရာကြီးတဲ့အခါမှာကာဝါနဲ့မလွတ်နိုင်ဘူးထင်ရင်တော့ပြည့်လုံးနဲ့ထင်ရင် code number 12နဲ့တက်ပေးလို့ရတယ်။ဒါကြောင့်မှမကွဲ site မသိ သည့်စိုက်မကိုက်တဲ့ပြဿနာတွေနဲ့မကြုံစေရတော့ဘူးအဲ့ဒီလိုမှတ်မကွဲစိုက်90လောက်ဝယ်ထားရုံနဲ့ဈေးကွက်တွေကဖုံအားလုံးရဲ့95ရာခိုင်နှုန်းလောက်အတွက်ကိုမှတ်မကွဲရောင်းပေးလို့ရတယ်ပုံသက်သွားမယ်မှတ်မကွဲတွေအများကြီးဝယ်ထားမိပြီးတော့စိတ်ညစ်ခံနေနေတော့ကျွန်တော်ရဲ့ကုတ်စနစ်နဲ့အောင်မြင်တဲ့မှတ်မကွဲလုပ်ငန်းကိုပဲစတင်လိုက်ကြရအောင်